ောင်းရသည်ကတက်ကြီးရွယ်အိုတွေအတွက်အထူးဂရုစိုက်ဖို့လိုအပ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ကုခန္ဓာဆွမ်းဆောင်ရေးကြဆင်းမှုနဲ့ခုခံအားနည်းမှုကြောင့်မလို့အေးတဲ့ရာသီဥတုကယောဂမျိုးမျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်။တက်ကြီးရွယ်အိုတွေအတွက်ဘေးကင်းကျန်းမာစွာဆောင်းရသည်ကိုဖြတ်တန်းနိုင်ဖို့အပအရေးကြီးတဲ့အကြံကျူးချက်တွေကို မိသားစုနဲ့အတူတူလေ့လာထားဖို့အတွက်တင်ပြပေးလိုက်ရပါတယ်။အရေးတဲ့မာကာကွယ်ခြင်းနဲ့ယောဂကာကွယ်ခြင်း ဆောင်းရာသီကျန်းမာရေးအတွက်အဓိကအချက်ကအအေးတန်ကာကွယ်ခြင်းဖြစ်ပြီးတော့ဒီပြဿနာနှမျိုးကိုကာကွယ်ရန်လည်းအဓိကရည်ရွယ်ပါတယ်။နှလုံးနှင့်အုန်းနောက်သွေးကြောဆိုင်ရာယောဂများကာကွယ်ခြင်းအအေးတန်ကြောင့်သွေးကြောများကျုံသွားခြင်းသွေးပေါင်တက်လာခြင်းနဲ့နှလုံးဝင်ပြီးလာခြင်းတို့ဖြစ်ပေါ်လာပြီးအုန်းနောက်လေဖြတ်ခြင်း နှလုံးကြွက်သားတည်ဆုံးခြင်းသွေးလွှတ်ကြောမှကြီးအလွာကွာခြင်းစတဲ့အရေးပေါ်အခြေအနေတွေဖြစ်ပွားနိုင်ခြင်းမြင်မာပါတယ်အပြင်ထွက်တဲ့အခါမှာအုတ်ထုတ်ပဝါလက်အိနှွေးထွေးတဲ့ဖက်နှက်နဲ့ခြေအိတ်ဒီကိုမဖြစ်မနေဝတ်ဆင်ပါ။ဦးကောင်းတဲ့ခြေထောက်ကိုနှွေးထွေးအောင်ထားခြင်းကအရေးကြီးပါတယ်။ဖြည်းဖြည်းချင်းလှုပ်ရှားပါ။အဲ့ရနိုးရနဲ့ချက်ချင်းမထဘဲအဲ့ရပေါ်မှာခဏတာလှုပ်ရှားပြီးမှဖြည်းဖြည်းချင်းထပါ။မနဲ့စောစောကနှလုံးနဲ့အုံနောက်တိကျောယောဂါတွေအဖြစ်အများဆုံးအချိန်ဖြစ်တဲ့ကြောင့်မလို့ အရန်စောစီးစွာအပြင်းမထွက်ပါနဲ့အပူချိန်အပြောင်းလဲနဲ့လိုင်ရောညစ်ထွေဖြစ်အောင်နေပါနှွေးထွေးတဲ့အိမ်ထဲကနေအေးတဲ့အပြင်ဘက်ကိုထွက်တော့မယ်ဆိုလို့ရှိရင်အပူချိန်ကွာခြားမှုကိုရှောင်ရှားဖို့အတွက်တကားပေါက်လီဂတစ်စင်းကြက်နပေစာရီမှာခဏလေးရက်ပါပြီးမှအပြင်ကိုထွက်ပါအသက်ရှူခြင်းဆိုင်ရာကုသယောဂကာကွယ်ခြင်းအေးတဲ့လေကအသက်ရှူလမ်းကြောင်းကိုလှုပ်ဆော်ပေးပြီးခုခံအားကိုကျဆင်းစေပြီးတော့ အေးမိခြင်းတုတ်ကွေအဆုတ်ရောင်ခြင်းနာလာရှိလေပြုံရောင်ခြင်းစရတွေကိုလွယ်တကူဖြစ်ပွားစေနိုင်ပါတယ်။ max step ပါလူများတဲ့နေရာဒါမှမဟုတ် mask ကစီးတဲ့အချိန်တွေမှာ mask တက်ခြင်းဖြင့် virus တွေကိုကာကွယ်နိုင်တယ်လို့ရှုသွင်းလိုက်တဲ့လေကိုလည်းနှွေးစေပါတယ်။ကာကွယ်ဆေးထိုးပါတုတ်ကွေကာကွယ်ဆေးနဲ့နမိုနီးယားကာကွယ်ဆေးတွေကိုထိုးဖို့အတွက်အကြံပြုပါတယ်။ လေဝင်လေထွက်ကောင်းပါစေ။ရာဒီဟုလူကောင်းမွန်တဲ့အခါမှာအိမ်တွင်းပိုးမွှားတွေမပေါက်ဖွားဖို့အတွက်တစ်နေ့ကို10မိနစ်ကနေမိနစ်20လောက်အထိဗီမောက်တွေကိုအချိန်သတ်မှတ်ပြီးဖွင့်ပါ။လေဝင်လေထွက်ကောင်းမွန်အောင်တတိပြုပါ။တင့်တင့်နဲ့အစားတောက်နဲ့အဟာရဖြည့်တင်ခြင်း၊ဆောင်းရည်အစားတောက်ကမြင့်မာခြင်း၃မျိုးနဲ့ကြောကြခြင်း၂မျိုးကိုပေါင်းစပ်ထားတဲ့နေရာမှာကိုသုံးရမှာပါ။ ြင့်မာခြင်းသုံးမျိုးကတော့ပရိုတင်းမြင့်မာခြင်း၊ဗီတာမင်မြင့်မာခြင်း၊အမြင့်တက်မြင့်မာခြင်းဖြစ်ပြီးတော့လျှော့ချခြင်းနှစ်မျိုးကတော့အဆီတက်လျှော့ချခြင်း၊စားတက်လျှော့ချခြင်းလို့ဖြစ်ပါတယ်။နွေနွေထွေထွေပြွပြနူနူစားသုံးခြင်းချက်ပြုတ်ရမှာစီမတက်ဖဲပြုတ်ခြင်းပေါင်းခြင်းကဲ့သို့နီလန်းတွေကိုအသုံးပြုပြီးအစာအစာတွေကိုနွေထွေပြွပြောင်းလွယ်ကူစွာအစာချေနိုင်တဲ့ပုံစံနဲ့စားသုံးပါ။ ဟင်းကျို့ပူပူစံပြုတ်ပူပူတောက်ပါအအေးကိုပြေစေပြီးရေဓာတ်ကိုဖြည့်တင်ပေးပါရယ်ဗီတာမင်ဖြည့်တင်မှာလိမ္မော်သီးပန်းသီးအရွက်စိမ်းစတဲ့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်နဲ့တတိဝက်လက်တွေကိုများများစားသုံးခြင်းဖြင့်ကိုယ်ခန္ဓာကိုမြင့်တင်ပေးပါရေဓာတ်လုံလောက်စွာတောက်သုံးပါရင်ဆောင်အသည့်မှာရေငတ်ခြင်းကိုတတိမထာမီတက်တော့လဲခန္ဓာကိုယ်ကရေတက်ကိုလိုအပ်နေစေဖြစ်ပါတယ် တပြည့်ချင်းကိုကောက်ွယ်ဖို့အတွက်တစ်နှစ်ကို1500မီလီမီတာရင်နွေးကိုနည်းနည်းချင်းခဏခဏတောက်ပေးပါအစိမ့်နှင့်အစီရှောင်ခြင်းအူလန်ကြောင့်ကိုလှုပ်ဆော့ခြင်းနဲ့ဝန်တော့ဝန်ပုံမဖြစ်စေဖို့အတွက်အစိမ့်လိုက်စားတဲ့အစားအစာတွေနဲ့အလွန်အမင်းအစီများတဲ့အစားအစာတွေကိုရှောင်ပါတင့်တင့်သက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဆောင်းရတီကကိုယ်လက်လှုပ်ရှားမှုကိုရပ်တန့်ဖို့မဟုတ်ဘဲသိပ်ပံနည်းကြလေ့ကျင့်ခန်းလှုပ်ဆောင်ရလိုအပ်ပါတယ်အချိန်နဲ့နေရာရွေးချယ်ပါမနက်7:00နာရီမှ ညနေ3:00နာရီကြာအပူချိန်မြင့်မာပြီးနေရောင်ခြည်ကောင်းတဲ့အချိန်ဒီမှာလေ့ကျင့်ခန်းပြုလုပ်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ရာသီဥတုဆိုရပါကအိမ်တွင်း၌သာလှုပ်ရှားပါ။တွေးပူလေ့ကျင့်ခန်းလုပ်ခြင်းလေ့ကျင့်ခန်းမလုပ်မီနွေရာသီထက်ပုံမူကြမြင့်စွာတွေးပူလေ့ကျင့်ခန်းလုပ်တတ်ပါတယ်။အဆင့်မြင့်တီချွတ်သားတွေလှုပ်ရှားမှုအဆင့်တင်းဖြစ်နေဖို့ပြုလုပ်ခြင်းဖြစ်ပါတယ်။လေ့ကျင့်ခန်းပုံစံ တိုက်ချီလမ်းလျှောက်ခြင်းဖြည်းဖြည်းချင်းပြေးခြင်းနဲ့အေရိုဘစ်လေ့ကျင့်ခန်းတွေကဲ့သို့ပေါ့ပါတဲ့လှုပ်ရှားမှုတွေကိုပြုလုပ်ဖို့အတွက်အကြံပြုပါရစေ။ပြင်းထန်တဲ့လှုပ်ရှားမှုတွေကိုရှောင်ရှားပါ အားထုတ်မှုပမာဏခန္ဓာကိုယ်နှိမ်ငယ်ပူနွေးလာပြီးချွေးမထက်ခင်အခြေအနေကတင့်တော်တဲ့အပူချိန်တိုင်းတာဖြစ်ပါတယ်။ပင်မနွမ်းနယ်တယ်လို့ခံစားရပါကချက်ချင်းနာပါ။နေ့စဉ်စနစ်တကျနေထိုင်ခြင်းနဲ့အသေးစိတ်ဂရုစိုက်ခြင်း၊ရေချိုးခြင်း၊ရေပူချိန်မမြင့်ပါပါစေနဲ့၊ရေချိုးချိန်မကျပါစေနဲ့။မတော်တဆဖြစ်ပေါ်ပါကမိသားစုဝင်တွေကူညီဖို့လွယ်ကူရန်အတွက်ရေချိုးကန်းတကားကိုတော့ခတ်ခြင်းနဲ့မပြုလုပ်ပါနဲ့။ရေချိုးကန်းမှာချော်လဲမှုကိုကာကွယ်ဖို့အတွက်လက်ကင်နန်းတွေကိုလည်းထားရှိ ချော်လဲမှုမှကာကွယ်ခြင်းဆောက်ရသည်မှာအဝတ်အစားထူထဲခြင်းနဲ့ကျန်းပြစ်ဆိုးဆိုးမှုတွေကြောင့်မလို့တကြီးရွယ်အိုတွေကချော်လဲမှုအများဆုံးဖြစ်ပြီးတော့အယိုးချိုးခြင်းကဲ့သို့ဆိုးရွားတဲ့နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာနိုင်စီပါတယ်စိတ်ခံစားမှုကိုကူးဆိုင်ခြင်းဆောက်ရသည်မှာနေရောင်ခြည်နေပါခြင်းကြောင့်စိတ်တက်ကြခြင်းနဲ့အထီးကျန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်သားသမီးတွေကအချိန်ပိုပေးပြီးတော့အဖော်ပြုပြီးစကားများများပြောဆိုဆက်ဆံသင့်ပါတယ် ။ရာသီဥတုကောင်းမှုနဲ့အခါအပြင်ထွက်ပြီးနေပူစာလုံဖို့အတွက်လည်းအားပေးပါ။စေဝါပုံမှန်မိဝဲခြင်းနာရရှိယောဂရှိတဲ့တကြီးရွယ်အိုတွေကဆံဝင်ရဲ့ညွန်ကြားချက်တိုင်းစေဝါတွေကိုမဖြစ်မနေတောက်သုံးတင်ပါတယ်။ဆောင်းရသည်မှာသွေးပေါင်ချိန်နဲ့သွေးတွင်းတကြားတက်တွေကိုလည်းပုံမှန်တိုင်းတာပြီးမှတ်တမ်းတင်ထားဖို့လိုပါတယ်။ကြောင်းလဲမှုတွေတွေ့ရှိပါကဆံဝင်နဲ့ချက်ချင်းတိုက်ပင်ဆွေးနွေးတင်ပါတယ်။ထူးထူးပြီးချက်အနည်းအချက်ပြလက္ခဏာများ မိသားစုဝင်တွေကနှလုံးနဲ့အုံနှုတ်သွေးကြောယောဂါတွေရဲ့ချိုတင်တတိပေချက်လက္ခဏာတွေကိုသိရှိထားရပါမယ်။ရုပ်တရက်ယင်ပတ်အောင်ခြင်း၊ယင်ပတ်ကျက်ခြင်း၊နှလုံးတုန်ခြင်း၊အသက်ရှူရခက်ခြင်း၊ကိုယ်လက်အင်္ကာတချမ်းထုံကျင်ခြင်း ပါတချမ်းရွက်ခြင်းစကားမပိတာခြင်းမူးဝေခြင်းခေါင်းပြင်းထန်စွာကိုက်ခြင်းတို့မဟုတ်အမြင်အာရုံဝေဝါခြင်းစတဲ့လက္ခဏာတွေပေါ်ပေါက်လာပါကအရေးပေါ်စိတ်ကူးတမှုကိုချက်ချင်းခံယူဖို့အတွက်အရေးကြီးပါတယ်။တက်ကြည်ရွယ်အိုတွေဘေးကင်းစွာနဲ့ဆောင်းရသည့်ကိုဖျက်ဆီးနိုင်ဖို့အတွက်အဓိကတော့ချက်ကတော့နှွေးထွေးမှုယောဂကာကွယ်မှုညတသောအစာအာဟာရတင်းတင်းသောလေ့ကျင့်ခန်းဘေးကင်းတဲ့နေထိုင်မှုနဲ့စိတ်ခံစားမှုကောင်းမှုမှုတို့ပဲဖြစ်ပါတယ်။ သားသမီးများနဲ့မိသားစုဝင်တွေအနေနဲ့စိုးရိမ်ပူပန်မှုနဲ့တတိပေးမှုပုံမှုပေးခြင်းအဖြစ်တကြီးရွယ်အိုတွေရဲ့ကျန်းမာရေးကိုပုံမှုအားမခံပေးနိုင်မှာဖြစ်ပါတယ်။တကြီးရွယ်အိုမိဆွေတွေအားလုံးနှွေးထွေးအေးချမ်းပြီးကျန်းမာတဲ့ဆောင်ရည်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။